သူဟာအခုချိန်မှာကွန်ကြီးတက်နေပေမဲ့တနေ့မှမြင်မြတ်တဲ့နေတို့ထက်အောင်မြင်လာမယ်ဆိုတဲ့စစ်နိုင်သိရအောင်သူကတနေ့မှနေတို့နဲ့မြင်မြတ်တို့ထက်ပိုပြီးတော့အောင်မြင်လာနိုင်ကြောင်းပြောလာသူကတော့စစ်နိုင်သိရအောင်ပါအခုဆိုရင်တော့ပရိသတ်တွေကအသားကမင်းအရက်ကပုံ သွားကြည့်တတ်နေတဲ့သူ့ရဲ့ပုံစံကိုမှဆွဲလန်းနေပြီလို့စနိုင်တီဟာဦးကပြောလာတာဖြစ်ပါတယ်။စနိုင်တီဟာဦးဆိုတာကတော့နာမည်ကြီးရုပ်ရှင်မင်းသားအကယ်ဒမီတရားတင်ဆိုနေအကယ်ဒမီမင်းသမီးကြီးဇမဦးတို့ရဲ့သားဖြစ်ပါတယ်။ပရိသတ်တွေကလည်းချုံမလာပါတဲ့မိဘနှစ်ပါးရဲ့ရုပ်ရည်အမွေအနုပညာအမွေစတာတွေကိုဘာတစ်ခုမှမရပဲရုပ်စုအကြီးတန်းနေတဲ့စနိုင်တီဟာဦးကိုတနာရင်ယူနာတက်ပြီးတော့အားပေးခြင်းနေကြပါတယ်။ဒါပေမဲ့လည်းခက်နေရကစနိုင်တီဟာဦးရဲ့သွားတွေပါကုန်းစားရတာကြိုက်တဲ့ပုံရတဲ့စနိုင်တီဟာဦးရဲ့သွားတွေကနှစ်ရှည်လာများကုန်းစားထားတဲ့ အခြေအနေတွေကြောင့်ကုန်ကြီးအထက်ထက်တင်ကနေရဲနေပြီးတော့ရွန်စရာကောင်းနေရဖြစ်ပါတယ်။စစ်နိုင်တီဟာဦးကတော့ကုန်ကြီးတင်နေတဲ့သူ့ရဲ့သွားတွေကိုတစ်စက်လေးမှသွားတိုက်ဖို့မရှိဘူးလို့ဆိုပါတယ်။စစ်နိုင်တီဟာဦးကလူဆိုတာကိုယ်ပိုင်စတိုင်ရှိတယ်လို့လူတွေကသူ့ကိုကုန်ကြီးတက်ပြီးခဝဝပုံစံလေးနဲ့မှသဘောကျကြတယ်လို့ဆိုခဲ့ပါတယ်။ဥပမာရာဇာနေဝင်းဆိုရင်ခြေကားရလက်ကားရပုံစံနဲ့သဘောကျကြတယ်လို့သူ့ကိုလည်းစစ်နိုင်တီဟာဦးဆိုပြီးလူတွေကကုန်ကြီးတက်နေတဲ့ပုံကိုသဘောကျတာဖြစ်ကြောင်းဒါကြောင့်သူ့ရဲ့ပုံစံကိုနည်းနည်းလေးတောင်ပြောင်းလဲဖို့အစီအစ ြင်းမရှိဘူးလို့ဆိုခဲ့ပါတယ်။ဒါအပြင်စစ်နိုင်တရားကသူ့ရဲ့ကွန်ဂျီတင်နီယတီဖက်ရှင်နဲ့မကြခင်မာနီတို့မြင်းမြတ်တို့ကိုကြော်သက်တွားနိုင်တယ်လို့ဆိုခဲ့ပါတယ်ရှင်။နောက်ထပ်လေးစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်။